ဂါဇာကမ်းမြောင်ဒေသစီလက်စစ်တပ်အားထောက်ပံ့ပေးမှုအားလုံးကိုရပ်ဆိုင်းဖြတ်တောက်ဖို့အစ္စရေးအစိုးရကအမိန့်ထုတ်ခဲ့ပါတယ်။အဲ့ဒီဆုံးဖြတ်ချက်ရဲ့အဓိကရည်ရွယ်ချက်ကတော့ဂါဇာခြေဆိုင်ပါလက်စတိုင်းပြောက်ကြားအဖွဲ့ဟာမတ်စ်ရဲ့လက်ထဲမှာထိမ့်သိမ်းထားစေအစ္စရေးဒဇာကန်တွေလွတ်မြောက်လာစေဖို့ဖြစ်တယ်လို့အစ္စရေးဘက်ကအကြောင်းပြပါတယ်။ဂါဇာစီပို့ဆောင်ပေးနေတဲ့လူသားချင်းစာနာမှုအထောက်အပံ့လမ်းကြောင်းအားလုံးကိုအစ္စရေးကရပ်တန့်စေခဲ့ပြီးတပတ်အကြာမတ်လ9ရက်နေ့မှာစွမ်းအင်ဝန်ကြီးကလျှက်စစ်တပ်အားပါဖြတ်တောက်ဖို့ညွှန်ကြားခဲ့တာဖြစ်ပါတယ်။ အစ္စရေးရဲ့အစီအမံတွေဟာ15လကျော်စစ်တမ်းအပြင်းထန်ခံစားခဲ့ရတဲ့ဂါဇာဒေသခံနှစ်သန်းကျော်အတွက်တော့ကြီးမားတဲ့အကျက်အတဲတွေထပ်ပြီးကြုံတွေ့စေမှာဖြစ်ပါတယ်။ဓာအားဖြတ်တောက်မှုကြောင့်ဂါဇာမှာတန့်ရှင်တဲ့တောက်သုံးရီထုတ်လုပ်ပေးဖို့လဲပတ်နေတဲ့ရေသန့်ဆက်ယုံတွေပါရပ်တန့်သွားမဲ့သဘောရှိပါတယ်။အစ္စရေးနဲ့ဟာမတ်စ်တို့ကလောလောဆယ်အပြည့်ခတ်ရဆဲထားပြီးအပြည့်ရသဘောတူညီမှုရဲ့ပထမအဆင့်သတ်မှတ်ကာလကမတ်လ၁ရက်နေ့မှာအဆုံးသတ်ခဲ့တာပါ။ ဒုတိယအဆင့်အတွက်သဘောတူညီမှုတွေကိုတော့မတ်လ၁၀ရက်နေ့ကျရင်ကာတာနိုင်ငံမှာစပြီးဆွေးနွေးကြပွဲရှိပါတယ်။အစ္စရေးကတုံ့ပြန်လဲလှယ်ရေးသဘောတူညီမှုတွေပါဝင်တဲ့ပထမအဆင့်အပြည့်ရဆွေးနွေးမှုကိုတက်တန်းထပ်တိုးစေခြင်းပြီးဟာမတ်စ်ဘက်ကတော့ဒုတိယအဆင့်အတွက်အစီအမံတွေကိုတိကျဆွေးနွေးဖို့လိုလားနေပါတယ်ရှင်။